မြန်မာနွေဦးခရိုနီကယ်အပိလ23မြင်ကွင်းကျန်းဖတ်မှုတွေချက်ချင်းရဆိုင်မှုစစ်ကောင်စီကိုအမေရိကန်ရဲ့တောင်းဆိုမှုတော်လင်းအင်အားစုတွေအခင်အကျင့်လှည့်အပြောင်းချိန်မြန်မာစစ်ကောင်စီအနေနဲ့ကျန်းဖတ်မှုတွေချက်ချင်းရဆိုင်ပြီးမတရားဖန်ဆီးထားသူတွေကိုလွတ်ပေးဖို့နဲ့လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူတွေကိုအဟံအတားမရှိခွင့်ပြုပေးဖို့အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံစီရန်ရီမှာအပိလ22ရက်နေ့ကကျင်းပတဲ့အမေရိကန်ပြည်ထောင်စုနဲ့အာဆီယံဆွေးနွေးပွဲမှာပြောဆိုခဲ့တယ်လို့သတင်းတွေမှာဖော်ပြကြပါတယ်။အာဆီယံနဲ့အမေရိကန်ပြည်ထောင်စုဆွေးနွေးပွဲမှာအမေရိကန်နိုင်ငံဘက်ကနိုင်ငံခြားရေးဝန်ကြီးဌာနကအာရှနဲ့ပစိဖိတ်ရေးရာဘူရိုကြီးတဲ့အရာရှိဖြစ်သူရှာအိုနီကပြောဆိုတာဖြစ်ပါတယ်။အာဆီယံဘုံသဘောတူညီချက်9ရက်နဲ့ညီ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရင်အာဆီယံဖွဲ့နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းအမေရိကန်ပြည်ထောင်စုရဲ့သဘောထားကိုပြောဆိုခဲ့တယ်လို့သတင်းတွေဖော်ပြထားပါတယ်။အရှေ့အာရှနဲ့အရှေ့တောင်အာရှမှာထရန့်အစိုးရရဲ့စိတ်ဝင်စားမှုပါဝင်ပတ်သက်မှုတွေကတရုတ်နိုင်ငံနဲ့ထိုင်ဝမ်ရေးတရုတ်နဲ့ကုန်သွယ်ကောက်ခံမှုအပြန်အလှန်လက်တုပ်ပြန်နေမှုတွေကလွှဲရင်ကြီးကြီးမားမားစိတ်ဝင်စားမှုမရှိတဲ့အနေအထားကိုသတိပြုမိကြပါလိမ့်မယ်။ဒီခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာတာဝန်ဆယူခဲ့တဲ့ မရိကန်သမရသည့် Translatat ရှေ့တောင်အာရှနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှု ပြသခဲ့တာမတွေ့ရသေးသလိုအနောက်ဥရောပမှာဖြစ်ပွားနေတဲ့ရုရှားယူကရိန်းစစ်ပွဲရဆိုင်မှုနဲ့ဂါဇာကိစ္စတို့ကအဓိကကင်တွယ်ဖြေရှင်းတာသဘောထားရည်တည်ချက်ထုတ်ဖော်ပြောဆိုတာတွေလှုံ့ဆော်နေကြတာဖြစ်ပါတယ်။ဆိုပါကြောင်းရနေရဲ့ပြင်ခြားသောနိုင်ငံတကာရေးကိစ္စတွေအနေနဲ့တော့ Greenland ကို American ပြည်အောင်စုအနေနဲ့ငှားရမ်းခြင်းတဲ့အကြောင်း ကနေဒါကို90တခုမြောက်ပြည်နယ်ဖြစ်ပူပေါင်းရင်ဘယ်လောက်အကျိုးရှိမလဲဆိုတဲ့အငင်းပွားပွဲကိစ္စရပ်တွေသာပြောဆိုခဲ့တာတွေ့ရမှာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့ခုလိုခြားသောကမ္ဘာရေးကိစ္စတွေနဲ့ပြားများနေတဲ့အနေအထားရှစ်တောင်အာရှကိုဒီလောက်စိတ်ဝင်စားမှုမပြတဲ့အနေအထားတွေကိုစစ်ကောင်စီနေနဲ့လည်း၎င်းတို့အတွက်ကံကောင်းတဲ့အနေအထားလို့မြင်ကောင်းမြင်ပါလိမ့်မယ်။ရခိုင်သမရပိုင်းနဲ့လက်ထက်ကလည်းမြမအရေးကိုဒီလောက်ကြီးထက်ထက်ဝင်ဝင်လှုံ့ဆော်ပေးတာမဟုတ်ပေမဲ့ခုလက်ရှိသမရလက်ထက်မှာ ပိုပြီးလှလူရှူလာတဲ့အနေအထားကစစ်ကောင်စီအတွက်အသက်ရှူချောင်းတဲ့အခြေအနေဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့အမေရိကန်ပြည်ထောင်စုရဲ့ရန်ဘတ်သို့မဟုတ်ပြိုင်ဘက်ရုရှားနဲ့တက်နိုင်သမျှပုံမိုနီးဆက်အောင်ကြိုးစားနေခြင်းဒေသရင်းအင်အားကြီးနိုင်ငံဖြစ်တဲ့အင်းဒီချင်းတရုတ်ရဲ့အကူအညီယူပြီးတိုင်းသားလက်နက်ကိုင်ဖွဲ့ချုပ်ရဲ့ထိုးစစ်ဆင်နယ်မြေသိမ်းယူမှုတွေကိုရပ်တန့်စေပြီးတရုတ်အစိုးရကိုပုံမိုနီးကဲစွာဆက်ဆံလာနေတဲ့အခြေအနေတွေအောက်မှာအမေရိကန်ပြည်ထောင်စုအနေနဲ့ မြမရေးနဲ့ပတ်သက်လို့ထဲထဲဝင်ဝင်လှုံ့ဆော်နိုင်ခြင်းမရှိခြင်းက၎င်းတို့အတွက်စိတ်သက်သာရာရစေမှာဖြစ်ပါတယ်။မြမနွေဦးတော်လိုင်းအင်အားစုတွေဖြစ်တဲ့မြို့သားညီညွတ်ရေးအစိုးရတောင်ပိုင်းနဲ့အနောက်မြောက်ပိုင်းမြောက်ပိုင်းတို့ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချုပ်ကတော့တရုတ်နိုင်ငံထက်အမေရိကန်ပြည်ထောင်စုနဲ့ပုံမရင်းနှီးစွာဆက်ဆံပြီးအမေရိကန်ရဲ့တန်တမာရေးအကူအညီဖြင့်ငွေကြေးလိုရုပ်ဝတ္ထုအကူအညီတွေအထိညှို့လင့်ချက်ထားရှိကြတာဖြစ်ပါတယ်။ မေရိကန်ပြည်ထောင်စုအနေနဲ့ယခင်သမရဘိုင်နဲ့တက်တန်းအတွက်၎င်းတို့ရဲ့ကာကွယ်အသုံးစရိတ်ထက်ဘာမာအက်လို့ခေါ်ဆိုတဲ့တပ်တည်စင်နိုင်တဲ့အရာတွေမပါဝင်တဲ့အကူအညီတွေပေးဖို့ဘတ်ဂျက်ကိုထည့်သွင်းရေးဆွဲပြီးလွှတ်တော်ကအတည်ပြုခဲ့ပေမဲ့လက်တွေ့မှာတော့အပြည့်အဝအကောင့်ထည့်ဖို့နိုင်ခြင်းမရှိပဲဆိုပါဘတ်ဂျက်တွေအကူအညီတွေတက်တန်းကာလကုန်ဆုံးသွားခဲ့တဲ့အနေအထားလည်းဖြစ်ပါတယ်။အခုလက်ရှိသမရထရန်လက်ထက်မှာတော့ဘာမာအက်လို့မျိုးထပ်မံဖြစ်ပေါ်လာဖို့မျှော်လင့်ချက်မရှိသလောက်နေပါပြီ။အမေရိကန်ပြည်ထောင်စုဟာ မေရိကန်ပြည်ထောင်စုအတွက်သာဖြစ်ရမယ်ဆိုတဲ့မူနဲ့အစ္စရေးပါလက်စတိုင်းရေးကိစ္စကလွှဲရင်ကမ္ဘာရေးကိစ္စတွေမှာထဲထဲဝင်ဝင်ပါဝင်ဖို့အလားအလာသိပ်မမြင်ပါဘူးထရိုင်ရဲ့ policy ကအမေရိကန်ဂျိုးစည်းပွားလို့ဆိုရမှာဩဇာပါဝါမဟုတ်ပဲငွေကြေးတင်ရန်စာတဆတဲ့အကျိုးအမြတ်တွေကိုဆူလိုတာဖြစ်ပြီးအမေရိကန်ဩဇာရှိဖို့ငွေကြေးအရအကူအညီပေးတာစည်ရေးအရအကူအညီပေးတာမျိုးတွေမပါဝင်တာတွေ့ရမှာဖြစ်ပါတယ် မြန်မာ့ຫນွေဥလှရှားမှုတွေမှာနိုင်ငံရေးအရအဓိကဥဆောင်ဖွဲ့စည်းသဘွယ်ဖြစ်တဲ့မြို့သားညီညွတ်ရေးအစိုးရအနေနဲ့အမေရိကန်ပြည်ထောင်စုရဲ့တပ်တမရေးအားကိုအမိပြုသလိုဝန်ကြီးချုပ် CRPH ခေါင်းဆောင်ချုပ်ဟာအမေရိကန်ပြည်ထောင်စုမှာအဓိကအခြေပြုနေထိုင်ကြတာကြောင့်အမေရိကန်ကိုအားပြုတယ်လို့ရေဘူးရအားဖြင့်ကောက်ချက်ချနိုင်ပါတယ်။ကမ္ဘာနိုင်ငံရေးနဲ့စီးပွားရေးခင်းကျင်းမှာအမေရိကန်နဲ့တရုတ်ရဲ့အားပြိုင်မှုကပိုပြီးပြင်းထန်လာချိန်မှာ မြမရေးပေါ်ဘယ်လိုကျိုးဆက်တရားမှုတွေဖြစ်ပေါ်လာနိုင်တယ်လဲဆိုတာနိုင်ငံဥဆောင်သူတွေအနေနဲ့တွက်ဆပြီးချုပ်တင်ပြင်ဆင်ထားကြဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။မြမရေးမှာတရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုကတစတစနက်ရှိုင်းလာတာတွေ့ရမှာဖြစ်ပါတယ်။စကောင်စီအနေနဲ့တရုတ်နိုင်ငံကိုပုံမအားကုလာရလေလေတရုတ်နိုင်ငံအနေနဲ့ပါဝင်ပတ်သက်လာခွင့်ရလာလေလေအနေအထားမျိုးဖြစ်ပါတယ်။ရှမ်းမြောက်ကိစ္စက နေဦးတော်လည်းရဲ့အချိန်ကိုမြင့်တင်ပေးနိုင်ခဲ့တယ်လို့ခုတစ်ပတ်ပြည့်ရပြီးလာရှုမြို့ကိုပြန်လည်လွှဲပြောင်းပေးရခြင်းကလည်းနေဦးတော်လည်းကိုအချိန်ရော့စေလိမ့်မှာဖြစ်ပါတယ်။ဒီလိုခင်ချင်းမှာအမေရိကန်ပြည်ထောင်စုရဲ့အခန့်ကဏ္ဍပုံမမေးမိန်လာနေတာကိုလည်းအားလုံးသတိပြုမိကြပြီဖြစ်မယ်လို့ယူဆပါတယ်။ခုအမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိကြီးကကမ္ဘောဒီးယားနိုင်ငံမှာပြောဆိုထုတ်ပြန်ချက်ဟာရေမှုရသဘောဆန်တဲ့တတမန်သဘောဆန်တဲ့ထုတ်ပြန်ချက်အဆင့်ထက်မပိုတဲ့ထုတ်ပြန်ချက်တခုလို့ကောက်ချက်ချရမှာမင်မထင်ပါဘူး။ 2025ခုနှစ်စမ်းမှပြောင်းလဲလာတဲ့ကမ္ဘာခင်းကျင်းတဲ့အတူမြမနွေဦးတော်လရင်အင်အားစုတွေအနေနဲ့လည်းပြန်လဲဆင်ခြင်သုံးသက်ခါနိုင်ငံတကာဆက်ဆံရေးမဟာဗျူဟာတွေနဲ့ပတ်သက်လို့ပြုပြင်ဖြည့်ဆွတ်တင်အောင်ရှိရင်ပြုပြင်ဖြည့်ဆွတ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်ရှင်။